Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီ video file မှာတော့ပန်းသီးပုံမှန်စာသင်တဲ့အကြောင်းအရာတချို့ရယ်ပြီးတော့ဒီပန်းသီးစာသင်တဲ့ပတ်သက်တဲ့ဒီနောက်ဆက်တွဲအချက်တွေဆိုပြီးတော့အချက်9ချက်နဲ့ကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1တစ်ချက်ကတော့ပန်းသီးတလုံးရဲ့အာဟာရဓာတ်မျိုးတွေအကြောင်းနံပါတ်2ကတော့စားသုံးတဲ့ပမာဏနဲ့ဘယ်ချိန်မှာစားသုံးတင်တယ်ဆိုတဲ့အချက်တွေနံပါတ်3က ဘာကြောင့်တနေ့ကိုပန်သင်းတစ်လုံးကနှလုံးထိတာစားသုံးတင်တာလဲဘလို့ပြဿနာတွေဖြစ်ပေါ်လာနိုင်လို့လဲဆိုတဲ့အချက်တွေနံပါတ်၄ကတော့ဘသူတွေပိုပြီးတတိထားတင်တယ်လဲဘသူတွေရှောင်ကျင်တင်တယ်လဲနံပါတ်၅ကတော့ပန်သင်းပုံမှန်စားသုံးတင်တဲ့အကြောင်းရင်းခုနှစ်ချက်အကြောင်းနံပါတ်6ကတော့ပန်းသီးနဲ့မတဲတဲ့အစားအစာတချို့ကြောင့်နံပါတ်9ကတော့ပန်းသီးကိုခွန်အောင်စားတင်သလားဓမ္မမအခွန်မနွားပဲစားတင်သလားဘယ်ဟာကပိုကောင်းတယ်ဆိုတဲ့ဆွေးနွေးချက်တချို့အကြောင်းကို ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောပြဖို့ကြံခဲ့တာတွေသိကျွန်တော်တွေရှိခဲ့ရင်လည်း comment ပေါ့မှာမေးနိုင်ပါတယ်အကြံပြုပေးနိုင်ပါတယ်မိတ်ဆွေတို့ရဲ့အကြံပြုပေးချက်တွေကိုကျွန်တော်အစင်သာရလေးစားလိုက်နာလေးပါဒီကျွန်တော်လဲလာမှတ်သားထားလည်းမြကျမရေးဘူးသူတာအနေနဲ့မျှဝေပေးခြင်းဖြစ်တဲ့အတွက်မိမိခန္ဓာကိုယ်ရဲ့ကျမရေးသတိပေးချက်တွေကိုနားလည်အောင်လုံဆောင်ပြီးတော့ဉာဏ်ရှိသလိုဝေဖန်ပိုင်းခြားလုံဆောင်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုလည်းတတိချက်ဖို့လိုအပ်မှာပဲဖြစ်ပါတယ် နမတိတချက်အနေနဲ့ကတော့ပန်းသင်းတလုံးမှာပါတဲ့အာဟာရတံမိုးတွေအကြောင်းကိုကျွန်တော်တို့စတင်ကြည့်လိုက်ကြရအောင်။ဒီနေ့ပန်းသင်းတလုံးစားတာက တွေးတိုးကောလစတရောကိုလျှော့ကြစေပြီးတော့အသက်ပိုရှည်စေတယ်လို့ဆိုထားတဲ့တွေရှိပါတယ်။ကျွန်တော်တို့အချိန်ကြာတာနဲ့မျှပုံမှန်စားတာကအကျမရဲ့အတွက်ကြီးမားတဲ့တော်တော်မှုကိုဒီပေးဆောင်နိုင်ပါတယ်။ ကြောက်ကြမယ်ဒီမှာတနစ်တလုံးပန်းသင်းစားချမ်းကဆရာဝန်နဲ့ဝဲတယ်လို့ဆိုတဲ့စကားရှိပါတယ်။အဲဒီစကားကမှန်ပါတယ်။ဘာကြောင့်လဲဆိုတော့ပန်းသင်းမှာဗီတာမင် C အမြင့်တန်းတဲ့ပိုတက်ဆီယမ်အပါအဝင်တခြားသောအာဟာရဓာတ်တွေကြောဝါစွာပါဝင်လို့ပဲဖြစ်ပါတယ်။ကျွန်တော်ဒီအာဟာရဓာတ်တွေပါဝင်နေဆိုတာဟုတ်ပေမဲ့လွန်ကျော်စားသုံးမယ်ဆိုလို့ရှိရင်တော့တခြားကျမရေးဆိုကြတယ်လေဖြစ်ပေါ်လာနိုင်ပါတယ်။ကျွန်တော်ပန်းသင်းအလတ်စားတလုံးမှာပါဝင်တဲ့အာဟာရဓာတ်တွေကိုကျွန်တော်ဒီဗီဒီယိုဖိုင်မှာကျွန်တော်ပုံနဲ့တကွပြသပေးထားပါတယ် ။နမနှစ်အချက်နည်းနည်းကတော့ဒီနေ့သာစားသုံးသင့်တဲ့ပမာဏနဲ့ဘယ်ချိန်မှစားသုံးသင့်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ကျွန်တော်တာမန်အနေနဲ့ကတော့ပေါ့နော်လူတဦးမှာဒီနေ့လည်းရင်ပန်းဒီတစ်လုံးကနှစ်လုံးထိစားနိုင်ပါတယ်။အထက်ပိုစားမယ်ဆိုလို့ရှင်တော့မကောင်းပါဘူး။ပြီးတော့ပန်းသီးကိုဘယ်ချိန်မှာစားသုံးသင့်တယ်လဲဆိုတာကတော့ပန်းသီးစားဖို့အကောင်းဆုံးချိန်ကမနက်ခင်းပဲဖြစ်ပါတယ်။မနက်စားမစားခင်ဒါမှမဟုတ်မနက်စားနဲ့တူစားတာမျိုးလက်ကျင်ခံပဲပြုတ်လုံးမင်းနဲ့လက်ကျင်ခံပြုတ်လုံးပြီးအချိန်တော့စားတာမျိုးက ပိုကောင်းပါတယ်အကြောင်းပိုကောင်းတာလေဆိုတာကတော့ပန်းဒီမှာမြင်တတ်များစွာပါပဲနဲ့အတွက်ကြောင့်မို့ဥလုံရှားမှုကိုအားပေးနိုင်ပါတယ်။ဥလုံရှားမှုကိုအားပေးပါတယ်။မနက်ခင်းချိန်မှာကြားမာတဲ့စာချက်စနစ်ကိုအားဖြည့်ပေးနိုင်လို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကပန်းဒီမှာ ပါတဲ့တဘာဝတက်ပေါ့နော်ဒီပက်စတင်ကဥထဲမှာရှိတဲ့လက်တက်အက်ဆစ်စုပုံမှုကိုသာစီပေးနိုင်တယ်။ပြီးတော့ဥမာကြည့်အတွင်းထဲမှာရှိတဲ့အကျိုးပြုပတ္တိရာတွေကိုအားပေးပြီးတော့ဒီကုညီပေးနိုင်တယ် အစိတ်တောက်တွေကိုဖေရှားပေးနိုင်လို့ပဲဖြစ်ပါတယ်။ဇီဝဖြစ်စဉ်တွေနဲ့ကြားတဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်တယ်။နှလုံးကျန်းမာရေးကိုထင်ကြီးပေးနိုင်တယ်။တွေ့ရတဲ့ကြားတဲ့ကိုထင်ထင်ထင်ကြီးပေးနိုင်လို့ပဲဖြစ်ပါတယ်။ ျွန်တော်မစားတဲ့အချိန်ကတော့အရာဝင်ကနေအချိန်ညနေနှောင်းပိုင်းတွေမှာဒီပန်းသီးမှမဟုတ်ပါဘူးသူသီးတွေစားသုံးဖို့မသိနေရပါဘူးအထူးသဖြင့်အဲ့ရမဝင်မီညနေနှောင်းပိုင်းတွေမှာပန်းသီးစားမယ်ဆိုလို့ရှင်အဆိုင်အဆစ်ပြန်ဆန်းတက်တာတွေအစာမကြေခြင်းစားတဲ့လက္ခဏာတွေဖြစ်ပေါ်လာနိုင်ပါတယ်အမှတ်၃ကတော့ဘာကြောင့်တနေ့ကိုပန်းသီးတစ်လုံးကညနှလုံးထိစားတင်တာလဲဘလို့ပြဿနာတွေဖြစ်ပေါ်လာနိုင်လဲဆိုတဲ့အချက်ပဲဖြစ်ပါတယ် ကျွန်တော်တို့သိတဲ့အတိုင်းပါပဲအမြင်တတ်တဲ့သူရင်းတကြားတတ်အနေနဲ့ဆိုလို့ရှင်ပန်းဒီကထင်ကြီးပေးနိုင်တာလည်းရှိပါတယ်ဒါပေမဲ့သတိထားမယ့်တစ်ချက်ရှိတယ်အထိုင်များတဲ့လူနေမှုပုံစံရှိသူတွေအနေနဲ့ကတော့ပန်းဒီကိုတစ်လုံးဒါမှမဟုတ်နှလုံးထပ်ပေါ့နော်ပို့ပြီးတော့အလွန်ကျွန်စားပုံမိမယ်ဆိုလို့ရှင်เนาะကျွန်တော်ဒီလှုပ်ရှားမှုနေတဲ့အတွက်သူရင်းတကြားတတ်ပြန်တက်လာနိုင်ပါတယ်နောက်တစ်ချက်ကအစာချေစနစ်ဆိုင်ရာပြဿနာပဲဖြစ်ပါတယ်။ပန်းဒီမှာအမြင့်တက်များစွာပါဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလိုအပ်တာတဲ့ ပေါ်ပြောလွန်ကျွန်စားပုံမိမယ်ဆိုလို့ရှိရင်တော့ဘိုင်အောင်တာတွေလေးပွာတာတွေတခြားအစာချစ်စနစ်ဆိုင်ရာမိမသားဖြစ်ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ပုသက်စေပါဝင်မှုတွေပဲဖြစ်ပါတယ်။ပန်းသီးကတခြားအသိရတဲ့ဆိုလို့ရှိရင်ပုသက်စေအကျွမ်းကြံပါဝင်မှု ပိုပြီးတော့မြင်ပါပါတယ်ကျွန်တော်အလွန်ကျွန်စားသုံးမိတာမျိုးဒီမတန့်စင်မစေးကျိုးပဲစားသုံးမိတာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ခနာကိုကဒီပန်းသီးမှာပါတဲ့ဓာတုပစ္စည်းတွေထိတွေ့မှုပိုပြီးတော့များလာနိုင်ပါတယ်နောက်ထပ်တစ်ချက်ကတော့ကာဗွန်ဟိုက်ဒရိတ်ဖြစ်ပါတယ်ကာဗွန်ဟိုက်ဒရိတ်ဆိုတာကပန်းသီးမှာပါတဲ့သဘောတရားဓာတ်ဖြစ်ပါတယ်ဒီအမြင်တက်ကသွေးရင်းတရားဓာတ်ကိုထိညစ်ပေးတယ်ဆိုပေမဲ့အလွန်ကျွန်စားသုံးမိမယ်ဆိုလို့ရှိရင်တော့တခြားအာဟာရတက်တွေနဲ့မညီမျှပဲကိုလေးချိန်တက်လာနိုင်ပါတယ် နောက်ထပ်တစ်ချက်ကတော့အချင်တန်များခြင်းပဲဖြစ်ပါတယ်။ပန်းသီးရဲ့တဘာဝကအချင်တန်များပါတယ်။ကျွန်တော်ဒီအချင်တန်များတဲ့စားစာတွေအသီးအနှံတွေကိုဒီတာချေစွာအာပမာဏများစွာ စားသုံးမိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့သွားအပေါ်ရန်ကျွေးလွားတယ်ပျက်စီးစေနိုင်ပါတယ်။နံပါတ်၄ချက်ကတော့ဘသူတွေပိုပြီးတတိထားတင်တယ်လေဘသူတွေရှောင်ကျင်တင်တယ်လေဆိုတော့အကြောင်းအရာပဲဖြစ်ပါတယ် ပန်းသင်းရလူတော်တော်များများအတွက်စားသုံးဖို့ပေးခဲ့နေဆိုပေမဲ့တချို့သူတွေအနေနဲ့ကန့်သက်စားသုံးဖို့ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ဆိုင်အင်ရောင်တဲ့သူတွေအဆိုင်အနာရှိတဲ့သူတွေဦးတင်ဦးပိုင်းအနာရှိသူတွေအနေနဲ့ကတော့ပန်းသင်းစားမယ်ဆိုပါကမတက်တာမှုကိုခံစားရနိုင်ပါတယ်။လေပွားတဲ့သူတွေဘိုင်းအောင်တဲ့သူတွေပေါ့နော်စားတဲ့အစာချေပြဿနာတွေခံစားနေရတဲ့သူတွေအနေနဲ့ရတယ်။ပန်းသင်းကိုအနည်းငယ်သာစားသုံးပေးတင်ပါတယ်။ပြီးတော့ပန်ခရီးရလိုအစာချေအင်္ဂါရောင်ရမ်းမှုရှိသူတွေအတွက်ကလည်း ဒီပန်းလေးကပြဿနာကိုပို့ပြီးတော့ဆိုရစင်နေပါတယ်။အဲနောက်တစ်ခုကတော့ oral allergic syndrome OAS ရှိသူတွေပန်းသင်းနဲ့ demonstrate သူတွေအနေနဲ့ကတော့ပန်းသင်းကိုလုံးဝရှောင်ကျဉ်တင်ပါတယ်။နောက်တစ်ချက်ကစီတိုယောဂရှိတဲ့သူတွေဖြစ်ပါတယ်။စီတိုယောဂရှိတဲ့သူတွေနည်းနည်းကတော့ပန်းသင်းတစ်လုံးတမမနှလုံးထပ်ပူစားမိနေဆိုလို့ရှင်သူတွေနှကြားဓာတ်မညီမျှစေနိုင်တဲ့အတွက်ကြောင့်မို့စီတိုယောဂရှိသူတွေနည်းနည်းသူတွေနှကြားဓာတ်ကိုပုံမှန်စစ်ဆေးတင်ပါတယ်။ စီတိုရှိတဲ့သူတွေအနေနဲ့ပန်းသီးစားမယ်ဆိုလို့ရှိရင်တော့သူတွေနှကြားတက်ကိုစောင့်ကြည့်ဖို့အရေးကြီးပြီးတော့ဒီစားတဲ့ခါမှာလည်းချို့တော့အညီအောင်ပန်းသီးထက် အစင်းရောင်ပန်းသီးမျိုးကိုရွေးချယ်ပြီးတော့စားသုံးပေးတင်ပါတယ်။နောက်တစ်ချက်ကပန်းသီးမှာပါတဲ့အမြင်တက်နဲ့မတည့်တဲ့သူတွေဖြစ်ပါတယ်။ပန်းသီးမှာပါဝင်တဲ့အမြင်တက်တွေရုတ်တရက်အများပြားစွာစားသုံးမိတဲ့အခါမှာလေးပွားတာတွေလေးအောင်တာတွေဗန်းအောင်တာတွေနဲ့ဆိုင်အင်နာ ဖြစ်ခြင်းတွေဖြစ်ပေါ်လာတတ်ပါတယ်။ နမငါချက်ကတော့ပန်းသီးတနေတလုံးပုံမှန်စားတုံးတဲ့အကြောင်းရင်းခုနှစ်ချက်ပဲဖြစ်ပါတယ်။နမတစ်တစ်ချက်ကတော့ဒူရင်းတစ်ချားတက်ကိုတည်ငြိမ်စေပါတယ်။ကျွန်တော်တို့အချွတ်တက်ပါတဲ့မုံနယ်လိုမျိုးပြပြန်ထားတဲ့အစားအစာတွေကိုစားတဲ့အခါမှာဒီသွေးထဲမှာရှိတဲ့ glucose တကြပမာဏတက်လာပါတယ်။ဒါပေမဲ့ပန်းသီးလိုမျိုးအမြင့်တန်များပြီးတော့တကြတက်နေတဲ့အစားအစာတွေကိုစားတဲ့အခါမှာတော့ လူစုပမာဏကိုတည်ငြိမ်စေပါတယ်။အချင်းကြလာတာနဲ့မျှကျွန်တော်ဒီပန်းသီးတနည်းတစ်လုံးပုံမှန်စားသုံးပေးခြင်းဟာဘလူးစကုပမာဏမြန်မာကျန်းကျောင်းဖြစ်တဲ့ဒီနာသာရှေယောဂမျိုးစာနှင့်စီချိုယောဂကိုကာကွယ်ပေးနိုင်ပါတယ်။ဒါနဲ့ပန်းနီတလုံးစားသူတွေဟာပန်းနီမစားသူတွေထက်စားလို့ရှင်အမျိုးစားနှင့်စီတိုယောဂဖြစ်နိုင်ခြင်း28ရာခိုင်နှုန်းယောနေကြောင်းဆိုထားချက်တွေရှိနေပြန်ပါတယ် နံပါတ်2ကတော့ cholesterol ကိုလျှော့ချပေးပါတယ် cholesterol မြမားခြင်းကနှလုံးရောဂါအတွက်အဓိကအန္တရာယ်ဖြစ်စေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ဒီအဲ့ဒီတစ်ချက်ကဒီသွေးလွှတ်ကြိုးတွေကိုပိတ်ဆို့ပြီးတော့နှလုံးစီတို့သွေးစီစဉ်မှုကိုကန့်သက်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ပန်းသီးမှာပါတဲ့တုံးဆက်ညင်ပစ္စည်းတွေနဲ့အမြင်သက်တွေကအဲ့ဒါတွေကိုရှင်းချရမှာထောက်ကူဖြစ်စေတဲ့ပေါင်းစုံတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ဒီပန်းသီးမှာပါတဲ့အမြင်သက်မျိုးစားဖြစ်တဲ့ ပက်စတင်ကစာကျက်လမ်းကြောင်းမှာရှိတဲ့ကိုလက်စတရောကိုပေါင်းစပ်ကဖိရှားပေးတာပဲဖြစ်ပါတယ်။ကိုလက်စတရောမြင့်မားတဲ့သူတွေအနေနဲ့ကတော့ဒီတနည်းပန်းသင်းငယ်စားသုံးပေးခြင်းဖြင့်စုစုပေါင်းကိုလက်စတရောပမာဏ900ခန်းတော့ကနေ800ခန်းတန်းအထိချော့ချပေးနိုင်တယ်လို့ဆိုထားချက်တွေရှိပါတယ်။နံပါတ်3ကတော့သွေးဖိအားကိုချော့ချပေးနိုင်ပါတယ်။ကျွန်တော်ဒီတွေးတိုးရှိတဲ့သူတွေတွေးတိုးလာတဲ့အခါမှာဒီသွေးကြောကနေတဲ့ဆင့်စီစဉ်နေတဲ့သွေးဖိအားတွေဟာ ဒီတွေးတိုးတွေကိုပျက်စီးစေနေတာပဲဖြစ်ပါတယ်။အဲ့တော့ဒီတွေးတိုးယောဂရှိတဲ့သူတွေအနေနဲ့တနင်္သာရီပန်းနီးပုံမှန်စားသုံးပေးခြင်းဖြင့်လက်ဖြစ်ချက်နှစ်နှလုံးတက်ခတ်ခံရခြင်းတို့မဖြစ်အောင်ဒီကပံပိုးပေးနိုင်ပါတယ်။ပြီးတော့ဒီကျမရဲ့ညညတဲ့စားတောက်မှုပုံစံဟာတွေ့ပုံချင်းကိုထင်းကြီးပြနေတဲ့နိဂန်တစ်ခုလေးဖြစ်ပါတယ်။နံပါတ်၄ရလို့ရောင်ရမ်းမှုကိုတတားစင်နေပါတယ်။ရောင်ရမ်းမှုဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကနေယောဂပိုးတွေကိုတိုက်ထုတ်ပြီးဒီပျက်စီးနေတဲ့ tissue တွေကိုကုသပေးတဲ့နိဂန်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ဒီလိုရောင်ရမ်းနာကအချင်းတုံအတွင်းပဲဖြစ်တင်ပါတယ်။အစမပြေရောင်ရမ်းနာတွေနှသာရှင်ဖြစ်နေမယ်ဆိုလို့ရှင်တော့ဒါယောဂဒီတော့ဦးတည်သွားစေနိုင်ပါတယ်။ပန်းဒီမှာဒီကြောင့်ရမှုကိုစန့်ကျင်တဲ့ပစ္စည်းတွေပါရှိပါတယ်။အမြင့်တက်တဲ့ကော်ဆာတင်ဖြစ်ပါတယ်။အပြီးတော့ဒီအမြင့်တက်တဲ့ကော်ဆာတင်ကပေါ့နော်။တက်ချူလမ်းကြောင်းစနစ်မှာရောင်ရမှုကိုချော့ချပေးတဲ့အန်တီအောက်ဆီဒန်လေးဖြစ်ပါတယ်။ ဲလာမှုတွေရတော့ပန်းဒီစားချင်းကသွေးထဲမှာရှိတဲ့ C-related protein တက်ကိုညှိနှိုင်းစေပြီးတော့နာသာရှည်အောင်ရမ်းမှုကိုတက်တာစေတဲ့လက္ခဏာတွေရှိတယ်လို့ဆိုထားချက်တွေရှိပါတယ်။အဲ့ဒီပြင်ပန်းဒီနဲ့တက်တော်သေးကိုပုံမှန်စားသုံးပေးခြင်းဖြင့်ပန်းနာရင်ကျက်ယောဂဖြစ်ပွားခြင်းမှာကာကွယ်ပေးနိုင်ပါတယ်။ပြီးတော့ဒီအခြားသုတနာပြုချက်တွေမှာလည်းပန်းဒီစားသူတွေကအဆောက်ရဲ့လုံဆောင်ချက်ကိုပုံမှန်ပြုကောင်းမွန်စေကြောင်းဆိုထားချက်တွေရှိနေပြန်ပါတယ်။ အမငါးချက်ကတော့ကျွန်တော်တို့ဥထဲမှာရှိတဲ့ငါခရိုပန်ကိုမြင်တင်ပြနေတာပဲဖြစ်ပါတယ်ကျွန်တော်ခန္ဓာကိုယ်ဟာဒီကျွန်တော်တို့ဥနဲ့ကျွန်တော်တို့ရဲ့အရေပြားပေါ်မှာရှိတဲ့အနုဇီဝပုံများစွာအတွက်အောင်းစီယာကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တချို့ကအထောက်ကူဖြစ်နိုင်တယ်ဒါပေမဲ့တချို့ကတော့အန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒီပန်းဒီစားသုံးပေးခြင်းဖြင့်အမျိုးအစားဒီနှမျိုးစလုံးကိုကုညင်ပြနေပါတယ်။ကွာဆာတင်ကအနေရှိတဲ့ယောဂပိုးမွားတွေကိုဦးတွင်းမှာမကြီးထွားအောင်တားဆီးပေးပါတယ်။ပတ်စတင်ကတော့ဒီ ပရိဘောင်းတဲ့ဖြစ်လုံးဆောင်ပြီးတော့ဦးကျမ်းမရေးကိုကောင်းမွန်စေတာပဲဖြစ်ပါတယ်။အမှတ်6ချက်ကတော့ဝိတ်ချနေသူတွေအတွက်ကောင်းမွန်တာပဲဖြစ်ပါတယ်။ပန်းသီးကရေနဲ့အမြင်တက်တွေကြွားတဲ့အတွက်ကြောင့်မို့ဒီဝိတ်ချနေတဲ့သူတွေအတွက်စားသုံးသင့်တဲ့အရာလေးဖြစ်ပါတယ်။ပန်းသီးကကယ်လိုရီနည်းတဲ့အတွက်ကြောင့်မို့ဘူကီတကြားလုံးလိုကယ်လိုရီများတဲ့တရေစာတွေထက်ပန်းသီးလိုကျန်းမာရေးနဲ့ညံ့ညွတ်တဲ့တရေစာကိုရွေးချယ်စားသုံးခြင်းကကျန်းမာရေးကိုလေးခြင်းကိုထင်ထင်ဖို့အကူအညီပေးနိုင်ပါတယ်။ ။နမခွန်ကတော့အသက်ပူရှည်စေပါတယ်။ဒီနေ့ကိုပန်းသီးတလုံးစားမယ်ဆိုလို့ရှင်အသက်ပူရှည်နေနေလို့လေလာမှုတွေကဆိုထားပါတယ်။ကျွန်တော်စားတဲ့အစားအစာတွေထဲမှာပန်းသီးထည်သွင်းစားသုံးပေးခြင်းဖြင့်ဒီတိတ်ဆုံးမှုရဲ့ထိတ်တန့်ကြောင်းရင်းနှစ်ခုဖြစ်တဲ့နှလုံးရောဂါနဲ့ကင်ဆာဖြစ်နိုင်တယ်ကိုရှင်းချပြနေပါတယ်။ပန်းသီးစားသူတွေက ဒီအသေးဉာဏ်နဲ့မစားတဲ့သူတွေထက်နှလုံးရောဂါဖြစ်နိုင်တယ်73ရာခိုင်နှုန်းကနေ22ရာခိုင်နှုန်းခန့်ယောနီကြောင့်ဆိုတာချက်တွေရှိပါတယ်ပြီးတော့ကင်ဆာယောဂါကိုကာကွယ်ပေးနိုင်ပါတယ်တန်းနီးစားသူတွေဟာယောဂါဖြစ်နိုင်ခြင်းငဲရလို့သတင်းသားပြုချက်တွေမှာလည်းဆိုတာချက်တွေရှိနေပြန်ပါတယ်ပြီးတော့ဒီတနေ့တလုံးပန်းနီးပုံမှန်စားသူတွေဟာအဆုတ်ကင်ဆာဖြစ်နိုင်ခြင်းငဲပါတယ်ဆိုတဲ့အကြောင်းဆိုတာချက်တွေလည်းရှိနေပြန်ပါတယ်နံပါတ်6အချက်ကတော့ပန်းသီးနဲ့မတဲတဲ့အစားအစာတချို့အကြောင်းပဲဖြစ်ပါတယ် န်းသီးကိုအချင်တက်ဒါမှမဟုတ်ချိုးတဲ့အစားအစာတွေနဲ့တွဲမစားသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ချက်ပြမှုဆန်ရဲ့ပြဿနာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။ကျွန်တော်တို့ဘောနော်ဒီပန်းသီးစားပြပြချင်းချင်တဲ့အရာတွေဖြစ်တဲ့ချံဘတ်တို့တမန်ရီတို့စားသုံးခြင်းကလေပေါ်ရတာတွေချင်တဲ့များခြင်းကြောင့်အချင်းတဲ့များတာတွေဝမ်းချုပ်တာတွေကိုဖြစ်စေနိုင်ပါတယ်ပြီးတော့ဒီချင်တဲ့တတိတွေနဲ့စားတဲ့ခါတွေပြီးတော့ဒီချောသောတတိတွေဖြစ်တဲ့ငပြိုးသီးလို့ဘောနော်ဒီ ဆိုင်နဲ့တွေးစားတဲ့အခါမှာဆိုင်ချစနစ်ကိုညှိကွေးစီပြီးတော့ပိုက်အောင်လာတယ်လေထုတ်လေးအောင်လာတယ်ဖြစ်ပေါ်စင်တတ်ပါတယ်ပြီးတော့ပန်းသင်းတဲ့နှုတ်ကိုတွေးမတော့တင်ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့နှုတ်နဲ့ပန်းသင်းသမျိုးလုံးမှာအချန်တက်ပါဝင်ပြီးတော့ တို့တွေးတောက်မိမယ်ဆိုလို့ရှင်တော့အဆမကြေတာတွေဘန်းနာတာတွေဖြစ်နိုင်ပါတယ်။ဗန်းဒီမှာရှိတဲ့အချင်ဓာတ်ကနှိုးထဲမှာရှိတဲ့ပရိုတင်းဓာတ်ကိုခဲစေပြီးတော့အစာကျင်ရင်ပုံပုံခက်ခဲစေနိုင်လို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒါမှမဟုတ်တတိပြုရမယ့်အချက်တွေရှိပါတယ်။အပြိုးသီးနဲ့ဗန်းဒီကိုဖြိုရည်ထဲမှာပဲဖြစ်ဖြစ်ဒီပေါ့နော်ဒီတတိတွေနဲ့ရောစားတဲ့အခါမှာပဲဖြစ်ဖြစ်တွေးစားတဲ့ရှိတဲ့အခါမှာကျွန်တော်တို့ခါတရံမှာအစာချစ်စနစ်ပုံမှာမူတည်ပြီးတော့တည်ရောက်မှုဝေပြနိုင်ပါတယ်။တသမတ်သေးမှတ်ဖို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့အစာချက်စနစ်အားနည်းသူတွေအနေနဲ့ကတော့တတိတွေနဲ့တွဲစားရမှာပုံမှန်ပြီးတော့တတိထားတင်ပါတယ်။နမခွန်ချက်ကတော့ပန်းသီးကိုအခွန်နွားစားတင်သလားဒါမှမဟုတ်အခွန်မနွားပဲစားတင်သလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ကျွန်တော်ဒီအခုခေတ်ကာလမှာပေါ့နော်စီဝါရေးလုပ်ငန်းတွေကလူသားတွေအပေါ်မှာဆိုးကျိုးတက်ရောက်လာတဲ့အတွက်ကြောင့်မို့ပန်းသင်းရဲ့ဝေလိုအားနဲ့အယောင်တုံမြင့်မှုအတွက်ပုတ်သက်ဆေးတွေပြီးတော့ဖျောင်းနေတဲ့ဓာတုဆေးတွေအလွန်ကြုံသုံးဆွဲမှုကဒီတတိယအာဟာရတန်ဖိုးကိုပျက်စီးစေပြီးတော့အကျမရဲ့အတွက်ပုံမှုပြီးတော့အန္တရာယ်ကြီးလာစေတာပဲဖြစ်ပါတယ်။ဒီတတိယအခွန်ကိုထိခိုက်စေတဲ့အကြောင်းရင်းများစွာရှိပြီးတော့ဒါတွေကပန်းသင်းရဲ့အာဟာရတန်ဖိုးကိုပျက်စီးစေနေတာပဲဖြစ်ပါတယ်။ပန်းသင်းအခွန်မှာအာဟာရတန်များစွာပါဝင်နေဟုတ်ပါတယ်။ဒါပေမဲ့ ကျွန်တော်ဒီပန်းသီးအခွန်ကိုမခွာဘဲနဲ့စားသုံးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ခုပြောပြတဲ့ပုသက်ဆေးလို့ဖျောင်းလို့ပေါ့เนาะဒီဓာတုဆေးတွေပုံမှန်နိုင်တဲ့အတွက်ကြောင့်တေချာဆေးကျိုးတန့်စင်ပြီးမှစားတာကပိုပြီးတော့ကောင်းပါတယ်တကယ်လို့စိတ်ထဲမတန့်မှုဆိုလို့ရှိရင်လည်းပန်းသီးစားကန်နေပေါ့เนาะအခွန်ခွာပြီးတော့စားလို့လည်းရပါတယ်ဒါပေမဲ့အခွန်နဲ့တကွစားကြတဲ့သူတွေနည်းနည်းကတော့ကျွန်တော်ခုနကပြောပြသလိုပါပဲရင်းနဲ့ န်ရှင်းစင်ကြယ်စွာဆေးကြိုးပါဒါမှမဟုတ်ဆိုလို့ရှင်တော့ဗောနော်ဒီရင်းကြီးရင်းနှွေးလေးနဲ့ဆေးကြိုးပြီးတော့စားဖို့ကြံပြုလိုပါတယ်ဒါဆိုလို့ရှင်ဒီပန်းသီးမှာကတ်နေတဲ့ဖျောင်းဟွာတွေကွာကြာပြီးတော့ဒီပြောင်းလဲနေတဲ့အခွန်ကနေမှိန်သွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြီးတော့ဒီပန်းသီးမှာအမဲဆက်တွေအပေါက်တွေပါနေတယ်ဆိုလို့ရှင်လည်းရင်းနှင်းသေးချာဆေးကြိုးပြီးတော့ချိတ်ကိတ်နေတဲ့အစိပ်ပိုင်းကိုဖေရှားပြစ်ပါပြီးတော့ဒီဓာတ်နဲ့အခွန်ကိုချွတ်ထုတ်ပြီးတော့စားသုံးပေးပါ ကျွန်တော်ဒီပန်းလေးကအာဟာရတက်ကျွေးွားတဲ့အရင်းမြစ်တစ်ခုဖြစ်တယ်ဆိုပေမဲ့ကျွန်တော်ဒီအခွန်နှွားပြီးမှစားတင်သလားဒါမှမဟုတ်အခွန်မနှွားပဲစားတင်သလားဆိုတာကတော့ကျွန်တော်တို့ဝေချိုလိုက်တဲ့ပန်းလေးရဲ့ပုံမှာပဲမူတည်မှာပဲဖြစ်ပါတယ်အဲ့အတွက်ညာရှိသလိုလုံဆောင်ပါကျွန်တော်ဒီခောက်ပြောပြတဲ့အကြောင်းအရာလေးကတော့ဒီပန်းနေစားသုံးတာနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မရဲ့ဘုဒ္ဓတရားတွေတော်ပါပြီ။စိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။